မင်္ဂလာပါရှင်ဒီနေ့တသမရန်တင်ချတက်ကလေ့ကျင့်ခန်းနဲ့တသမ၄မှာနံပါတ်9ကိုဒါကိုဆက်ပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်နံပါတ်9ဂိမ်းသုံးလုံးဤအကြီးဆုံးပုံစံခွဲဂိမ်းသည်ထိုဂိမ်းများအောက်ငယ်သည်တို့မဟုတ်ထိုဂိမ်းများအแทမှဂိမ်းတစ်ခုနဲ့တူညီသည်အဘယ်ကြောင့်နည်းတဲ့အဲ့တော့ဆက်မလို့စဉ်းစားကြည့်မယ်ဂိမ်းသုံးလုံးကိုစဉ်းစားမယ် အဲ့ဒီဂိမ်းသုံးလုံးရဲ့အကြီးဆုံးပုံစံခွဲဂိမ်းကိုစဉ်းစားမယ်။အဲ့ဒီကအကြီးဆုံးပုံစံခွဲဂိမ်းဒီထိုဂိမ်းများအောက်ငယ်သည့်ဒီဂိမ်းတွေထက်ငယ်သလား။အဲ့ဒါကိုကြည့်မယ်။ဒါမှမဟုတ်ထိုဂိမ်းများထဲမှဂိမ်းတစ်ခုနဲ့တူညီသည့်ဒီဂိမ်းတွေထဲကဆရာမတို့စဉ်းစားလိုက်တဲ့ဂိမ်းသုံးလုံးထဲကဂိမ်းတစ်လုံးနဲ့ညီပါတယ်တဲ့။အဲ့ဒီနှစ်ခုတည်းကဘယ်ဟာဖြစ်တယ်လဲ။အဲ့ဒါကဘာကြောင့်လဲတဲ့။ဒါဆိုဆရာမတို့အဲ့ဒါလေးကိုဂိမ်းသုံးလုံးကိုစဉ်းစားပြီးမှတွေ့ကြည့်ပါမယ်။ အဲ့တော့ကလေးတို့အနေနဲ့ဂိမ်းသုံးလုံးကိုစဉ်းစားတဲ့အခါမှာကြိုက်တဲ့ဂိမ်းကိုစဉ်းစားလို့ရတယ်။အဲ့ဒီဂိမ်းရဲ့အကြီးဆုံးပုံစံခွဲဂိမ်းကိုခွဲကြည့်မယ်။ဟုတ်ပြီ။အဲ့တော့ပထမအဦးဆုံးဆီမတို့ကဥမာ၄ပေါ့နော်။ဆီမဒီ၄ဆိုတဲ့ဂိမ်းကိုစဉ်းစားမယ်။၆ရယ်၈ရယ်ဆိုတဲ့ဂိမ်းသုံးလုံးကိုစဉ်းစားကြည့်လိုက်မယ်။လေးကိုစာခွဲကိန်းခွဲတော့နှင်းအမြောင်နှင်းဆိုမှခွဲလိုက်တယ်သူက2 square နှင်းနှစ်ချက်ရမယ်6ကိုစာခွဲကိန်းခွဲမယ်နှင်းအမြောင်3 အဲ့တော့ဒါကတော့နှစ်အမြောက်သုံးမယ်ဒီတိုင်းရှိမယ်ရှစ်ကိုစားဝက်ကင်းခွဲမယ်နှစ်အမြောက်နှစ်အမြောက်နှစ်ဆီမတစ်ခါလေးရေးလိုက်ပါမယ်ဒီတော့ဒါကနှစ်သုံးထက်ရမယ်ဟုတ်ပြီဒါဆိုရင်သူတို့ရဲ့အကြီးဆုံးပုံစခွဲကင်းကိုကြည့် ဲ့တော့ဘုံပါနေတဲ့ဂိမ်းကိုရှာမင်းဘုံပါတဲ့ဂိမ်းရသည်ဒီမှာနှစ်နှစ်ထက်နှစ်သက်ထက်နှစ်သုံးထက်ဆိုတော့သူတို့ရဲ့ဘုံစားခွဲဂိမ်းရနှစ်သုံးဆိုတာဒီမှာမပေါင်းဒီမှာမပေါင်းဒီမှာမပေါင်းဆိုတော့သုံးကိုဆက်မလို့ယူလို့မရဘူးအဲ့တော့၄၆၈ရဲ့အကြီးဆုံးဘုံစားခွဲဂိမ်းကဘာဖြစ်လဲဆိုတော့နှစ်ဖြစ်တယ် အကြီးဆုံးပုံစခွဲကိန်းကနစ်ဖြစ်တယ်။ဒါဆိုရင်ဒီကိန်းအရာစဉ်းစားကြည့်မယ်ဆိုရင်မေခွန်တက်ကမေးထားရပါဘောနော်။ကိန်းသုံးလုံးဤအကြီးဆုံးပုံစခွဲကိန်းဒီထိုကိန်းများအောက်ငယ်သည်ဆိုတာနဲ့သွားပြီးတော့ကြိုက်ကြည့်တယ်။ဘာကြောင့်လဲဆိုတော့ဒီဒါကြောင့်မလို့ဆင်မတော်စဉ်းစားလိုက်တဲ့၄ရက်၆ရက်၈ရက်ကိုစခွဲကိန်းခွဲလိုက်တော့ရတဲ့အကြီးဆုံးပုံစခွဲကိန်းဒီကိန်းနေဖြစ်တဲ့၄ရက်၆ရက်၈ရက်ထက်ကိုငင်းနေလို့ဒါဆိုရင်ဒီမှာရေးလိုက်ရုံပဲ။ ကိန်း၃လုံးဤအကြီးဆုံးမုံစခွဲကိန်းသည်ထို့ကိန်းအောက်ညည်သည်ပေါ့နော်ဒါတော့ဒီအပေါ်မှာအရင်ရေးပြီးတော့မှမှဒါကိုရှင်းရင်လည်းရတယ်။ရှင်းပြီးတော့မှမှဒီဟာဒီမှာပေါ့နော်ဆရာမတို့ရတဲ့ကောက်နှုတ်ချက်အဖြစ်ကိုရင်းရင်လည်းရတယ်။ဟုတ်ပြီ။ကိန်းသုံးလုံးကိုဆရာမတို့၄၆ရှစ်အပြင်ဂျန်တဲ့ကိန်းတွေစဉ်းစားကြည့်မယ်။၁၀၊၁၅၊၂၀ပေါ့ ကြိုက်တဲ့ဂိမ်းစဉ်းစားလိုက်ရတယ်ဟုတ်ပြီနော်အဲ့တော့30ရုပ်ဆံမတော့နဲ့အမြောက်5ခွဲမယ်သုံးဒါဆွဲဂိမ်းခွဲတော့ဆိုသုံးဒါဂိမ်းနေပေါင်းခွဲမယ်ဒါကလည်း3အမြောက်5ခွဲမယ်ဒါက4အမြောက်5ခွဲမယ်ဒါဆိုရင်သူတို့ရဲ့အကြီးဆုံးပုံစံခွဲဂိမ်းဒီပုံပါနေတဲ့ဂိမ်းတွေကိုယူမှာဖြစ်တဲ့အတွက်ကြောင့်မလို့အကြီးဆုံးပုံစံခွဲဂိမ်းရငါဒါဆိုတော့သူတို့ရဲ့ဘာသာကလို့ပဲဆရာမရေးတယ်မယ်နော်အကြီးဆုံးပုံစံခွဲဂိမ်းဒီ5 အဲ့တော့ဒီရလာတဲ့အကြီးဆုံးမုံစာခွဲကိန်း၅ဒီဒီမှာရှိတဲ့ထိုကိန်းနေထက်ကိုငဲ့တယ်။နောက်ပြီးတော့30 15 20ထက်ကိုငဲ့တယ်။ဒါဆိုရင်ဆရာမတို့ဒီကိန်း၃လုံးကိုကောက်ယူလိုက်မယ်။ဆိုရင်လည်းပဲဆရာမတို့ရတဲ့နောက်ဆုံးအဖြေဒီကိန်း၃လုံးဤအကြီးဆုံးမုံစာခွဲကိန်းဒီထိုကိန်းများအောင်ငဲ့သည်လို့ပဲရေးရမယ်။ဟုတ်ပြီဒါဆိုရင်နောက်တစ်ခုထပ်ပြီးစဉ်းစားကြည့်အောင်မယ်။ကလေးတို့အနေနဲ့ဒီထက်ပို့ပြီးတော့စဉ်းစားနိုင်ရင်စဉ်းစားလို့ရရဲ့။ဆရာမ၃ သုံးကိုစာခွဲကိန်းခွဲမယ်။သုံးအမြောက်၁၊တအမြောက်၃။၅ဒီ၃၅၄၅၂၁ဒီ၃၇လီ၂၁ဒါဆိုရင်ဒီမှာပုံပါနေတဲ့ဟာတွေကိုကြည့်လိုက်တော့သူရဲ့ပုံစာခွဲကိန်းက၃။အကြီးဆုံးပုံစာခွဲကိန်းဒီ၃။ဘာစာက ငါအော် sorry တုံးဒါဆိုရင်ဆ iam တို့ရဲ့ဒီဂိမ်းသုံးလုံးကိုစဉ်းစားလိုက်ရင်ကြတော့ဆ iam တို့ရတဲ့အဖြေကသူ့ရဲ့ဘုံစာခွဲဂိမ်းအကြီးဆုံးဘုံစာခွဲဂိမ်းသည်ထိုဂိမ်းထဲကဂိမ်းတစ်လုံးနဲ့တွားပြီးတော့တူတယ်။ဒါပြီးနော်ဒါဆိုရင်ဒီဂိမ်းသုံးလုံးကိုစဉ်းစားကြည့်မယ်ဒီလိုခွဲကြည့်မယ်ဆိုရင်တော့ဆ iam တို့ကောက်ချက်ချရမှာဒီဘာလဲဆိုတော့ဘုံစာခွဲဂိမ်းသည် ကိန်းသုံးလုံး၏အကြီးဆုံးမုံစာခွဲကိန်းသည်ထိုကိန်းများထဲမှကိန်းတစ်ခုနဲ့တူညီသည်လို့မိကွန်းတဲကအတိုင်းကောက်ပြီးတော့မှရေးလိုက်ရုံပဲအဲ့တော့ကလေးတို့အနေနဲ့ဒီကဘက်က၄၆၈စဉ်းစားရင်လည်းရရတယ်၃၅၂၀လည်းရရတယ်၃၅၂၁စဉ်းစားရင်လည်းကြိုက်တယ်လို့စဉ်းစားကိုစဉ်းစားတဲ့ကိန်းရဲ့အကြီးဆုံးမုံစာခွဲကိန်းသည်အဲ့ဒီကိန်းနေထက်ငယ်သလားအဲ့ဒီကိန်းနေတူသလားဆိုတာကိုရေးပြရမယ် ဟုတ်ပြီနော်ဒီလိုစဉ်းစားကြည့်ရင်တော့ဒါတူမယ်ပေါ့ဒီလိုစဉ်းစားကြည့်ရင်တော့ငင်မယ်ပေါ့ဒါစဉ်းစားကြည့်ရင်လည်းငင်မယ်ပေါ့ဟုတ်ပြီနော်ဒါကတော့ကိုစဉ်းစားတဲ့ပုံမှာမူတည်ပြီးတော့မှအဖြေကကွာသွားမှာဖြစ်ပါတယ်ဟုတ်ပြီဂိမ်း၃လုံးဤနံပါတ်၈ကိုသွားပါမယ်နော်အကြီးဆုံးမုံစာခွဲဂိမ်းဒီစနစ်ဖြစ်၍အ sorry ဂိမ်း၄လုံးဂိမ်း၄လုံးကိုဆရာမတို့စာခွဲဂိမ်းခွဲမယ်ဂိမ်း၃လုံးရှိတယ်ဒီမှာဒီဂိမ်း၃လုံးရှိအဲ့ဒီဂိမ်း၄လုံးကိုခွဲလိုက်တဲ့အခါမှာအကြီးဆုံးမုံစာခွဲဂိမ်းစနစ်ပြောချင်တာကဂျီဂိမ်း၃လုံးကိုခွဲလိုက်မယ် စနစ်ရဲ့ဒီဘက်ကဂိမ်းတစ်ခုခုနဲ့ခွဲလိုက်မယ်။နောက်တစ်လုံးကိုလည်းခွဲမယ်။ဒီဘက်ကဂိမ်းတစ်ခုကိုခွဲမယ်။ဒါကလည်းစနစ်နဲ့ဒီမှာဂိမ်းတစ်လုံးတော့နဲ့ခွဲလိုက်မယ်။အဲ့တော့ဒီဂိမ်းတစ်လုံးကိုခွဲတာဒီစနစ်ရဲ့နောက်ထပ်တစ်လုံးရဲ့စနစ်ရဲ့နောက်ထပ်တစ်လုံးရဲ့အဲ့လိုခွဲလို့ရတယ်။ထိုဂိမ်းတစ်လုံးဤပေါင်းလက်သည်ဒါဆိုရင်ဒီမှာစနစ်ရဲ့ဒီကတစ်ခုခုရဲ့စနစ်ရဲ့ဒီကဂိမ်းတစ်လုံးရဲ့ဒီဂိမ်းနေရဲ့ပေါင်းလက် အပေါင်းနော်ပေါင်းလက်သည်82ဖြစ်တယ်။ဒါဆိုရင်စနစ်ရဲ့ဒီမှာကျွန်တော်တို့ A တွေ B တွေထားပြီးစဉ်းစားလိုက် A နဲ့ B နဲ့ထားလိုက် AB ပဲထထားကြိုက်တဲ့ game ကြိုက်တဲ့အာကနေအောင်ထားလိုက်ဥမာ A B C D P Q တွေလည်းဆားထားလို့ရတယ် X တွေ Y တွေလည်းထားလို့ရတယ်ကြိုက်တာထားမယ်အဲ့တော့ဆင်မဒီမှာ A ထားလိုက်ပြီအဲ့တော့ဒီ game တစ်လုံးကိုခွဲလိုက်တာက12 into A ပေါ့နော်12 into A ဆိုတော့ 12A ဆိုပြီးတော့ရမယ်ဒီ game တစ်လုံးကိုခွဲတာဒီ12 into B ဆိုတော့ 12B ဆိုပြီးမှရမယ် ဟုတ်ပြီနော်အဲ့တော့အဲ့ဒီ gain နှလုံးရဲ့ပေါင်းလက်တည်ဘလောက်လဲဆိုတော့72ပါတဲ့ဒါဆိုရင်ဆရာမတို့ဒီဒါပေးချက်အရာဘာရလဲဆိုတော့ 12a + 12b က72ဆိုတဲ့အချက်ကိုရတယ်ဟုတ်ပြီဒါသူပေးထားတာအဲ့လိုဆိုရင်တဲ့ gain နှလုံးကိုရှာပါဆရာမတို့ဒီ a နဲ့ b နဲ့ကိုရှာပေးရပါမယ်ဟုတ်ပြီဒါဆိုရင်စာအုပ်ထဲမှာကြည့်ပြီးတော့မှစဉ်းစားကြည့်လိုက်မယ်အဲ့တော့စရေးပါမယ်အကြီးဆုံးပုံစံကွဲဂိတ်စနစ်ဖြစ်တော့ဂိတ် အကြီးဆုံးဘုံစကွဲကင်းအဲ့တော့စာရေးနည်းတွေကတော့ကျောင်းမှာကလေးတို့ရဲ့ကျောင်းမှာသင်တဲ့ဆရာမနဲ့နည်းနည်းလေးလွဲကျင်လဲလွဲမယ်ဆရာမတို့အဓိကတော့ဒီ concept ကိုပဲရစေချင်တာဟုတ်ပြီနော်စာကတော့ကလေးတို့ရေးတတ်ပါတယ်အကြီးဆုံးဘုံစကွဲကင်းစနစ်ဖြစ်တော့ကိန်းနှလုံးအဲ့တော့အကြီးဆုံးပုံစံကွဲကိန်းစနစ်ဖြစ်တဲ့ကိန်းနှလုံးကိုဆရာမတို့ကမသိဘူးမသိတဲ့အခါကျတော့ဒီကိန်းနှလုံးဒီ in နဲ့ dwell be ဖြစ်ပါစေလို့ဆရာမထားလိုက်မယ်။ dwell in နဲ့ dwell be တော့ဖြစ်ပါစေ။ဟုတ်ပြီ။ဒါရပြီဆရာမတို့ရတယ်ကိန်းနှလုံးရသွားပြီ။ဒါဆိုရင် a နဲ့ b ကိုကြတော့ဆရာမတို့ဘာအဖြစ်ထားမလဲဆိုတော့ a နဲ့ b တို့ဒီတုတ်တကိန်းနေပြောချင်တာက ုတ်ဒကင်းနေဆိုလို့ရှိရင်သူတို့ကိုဘုံစာခွဲကင်းစာခွဲကင်းခွဲမယ်ဥပမာပေါ့နော်တုတ်ဒကင်းနေဆိုတာ ਨੇ 3 5ခွန်ဒီဒီလေးလုံးလောက်ကိုပဲဆရာမတို့စဉ်းစားကြည့်မယ်။နှစ်ဆိုတာကလည်းတင်းအမြောက်နှစ်ကလွယ်လို့ခွဲမရအောင်။နှစ်အမြောက်တင်းတင်းအမြောက်နှစ်ကလွယ်လို့တင်းအမြောက်သုံးသုံးအမြောက်တစ်ကလွယ်လို့ခွဲမရအောင်။ဒါကလည်းတင်းအမြောက်ငါးငါးအမြောက်တစ်ခွန်ဆိုတာကလည်းတင်းအမြောက်ခွန်ခွန်အမြောက်တစ်ကလွယ်လို့ခွဲလို့မရအောင်။အဲ့တော့ပြောချင်တာကဆရာမတို့ကသုံးဒကိန်းလေးလို့ယူဆလိုက်မယ်ဆိုရင်သူတို့ရဲ့ဘုံစာခွဲကိန်းလေးတစ်ပဲရှိတော့မယ်။ ဟုတ်ပြီနော်305ရဲ့လို့စဉ်းစားလိုက်ရင်လည်းဘုံစာခွဲကင်းရ1 2ရဲ့3ရဲ့လို့စဉ်းစားလိုက်ရင်လည်းဘုံစာခွဲကင်းရ1ဒီ AB ဆိုတာနှစ်တေလား3လေလား5လေလားစမ်းမမသိဘူးဒါဆိုရင် A နဲ့ B ကိုတုံ့တကင်းနေလို့စဉ်းစားလိုက်မယ်ဟုတ်ပြီနော်တုံ့တကင်းနေဆိုတာကဘုံစာခွဲကင်း1တစ်ခုလည်းပဲရှိတဲ့ကင်းနေဖြစ်တယ်ဒါဆိုရင် A နဲ့ B တို့ဒီဘုံစာခွဲကင်းပုံစာွယ်ကင်း1တစ်ခုလဲတာရှိတော့ ပြောချင်တာကတော့တုတ်တကိန်းနေဖြစ်တယ်လို့ပြောချင်တာပဲ။ဟုတ်ပြီနော်။ဒါအိုဆမရုတ်ကပုံစဝက်ကိန်းတစ်တခုတည်းသာရှိတော့ကိန်းနှစ်ခုဖြစ်ပါစေလို့ထားလိုက်မယ်။ ဟုတ်ပြီဒါဆိုရင်ဒါဘာလို့ဆိုလို့ရလဲဆိုတော့ A နဲ့ B တွေဟာတုံ့တက်ကိန်းနေဖြစ်တယ်လို့ဆရာမတို့ဆိုလို့လိုက်တာပဲဟုတ်ပြီနော်ဒါဆိုရင်သူ့ရဲ့ပေးထားချက်အရာ 12A ဆိုရဲဂိန်းနဲ့ 12B ဆိုရဲဂိန်းနဲ့ပေါင်းချင်းက80နဲ့ရပါတယ်တဲ့ဟုတ်ပြီနော်ဒါဘာလဲဆိုရင်ပေးထားချက်အရာပေးချက်ဟုတ်ပြီဒီမှာ12ကိုဆရာမတို့ပုံထုတ်လိုက်မယ်ဒီအဆင့်တွေကိုကလေးတို့ရရင်ကြောပါမရရင်တော့ဆရာမကမရတဲ့ကလေးတွေတော့ကတက်ပေးထားတာ ဟုတ်ပြီ။ lesson 12ကဒီမှာမြှောက်ထားတဲ့အခါမှာဒီဘက်မှာလာစားမယ်။ a+b ကစနစ်6လေ90နဲ့ဆိုတော့6ရမယ်။ဟုတ်ပြီ။ a တဲ့ a နဲ့ b တွေပေါင်းခြင်းက6ဆိုလို့ရှိရင်ဆရာမတို့က a နဲ့ b နဲ့ကိုတုံ့ဒဂိန်းနေလို့စဉ်းစားခဲ့တာ။ပုံစံဝဲကိန်းတစ်တခုတည်းတာရှိတယ်ဆိုလို့ပြောတာဒီတုတ်ဒဂိန်းနေဖြစ်တယ်လို့ပြောတာ ਨੇ တူတူပဲဒါဆိုရင် A လဲတုတ်ဒဂိန်း B လဲတုတ်ဒဂိန်းတုတ်ဒဂိန်းတစ်ခုပေါင်းတာ6ရတယ်တုတ်ဒဂိန်းတွေကဘာတွေလဲဟုတ်ပြီနော်အဲ့တော့တုတ်ဒဂိန်းနေဆိုတာနှင်း 3 5ခွန်ဟုတ်မလားဒီကင်းတွေပဲစဉ်းစားမယ်ဆံမလို့ပေါင်းရင်600ပေါ့နေ့ရက်3ရက်ပေါင်းရင်900ရယ်900ရက်3ရက်ပေါင်းရင်800ဒါဆိုရင်ဆံမလို့ကဒီနေရာမှာတုတ်တာကင်းတစ်ခုပေါင်းလို့မရတော့ဒါဆိုရင်ဆံမလို့ဒီမှာထားခဲ့တာဒီပုံစကွဲကင်းကတစ်တစ်ခုလဲတာရှိတဲ့ကင်းလို့ပြောတာဒါဆိုရင်ပုံစကွဲကင်းဒီစကွဲကင်းခွဲလို့တစ်ပဲရနိုင်တဲ့ကင်းကတစ်ကောရှိသေးတယ် ဟုတ်ပြီနော်တစ်ဆိုတာဒီတင်းမြောက်တစ်ဆိုတော့သူ့အစာဝဲကိန်းခွင်းလည်းတစ်ပေးရမယ်တစ်ရဲ့နှစ်ရဲ့ရဲ့ဘုံစာဝဲကိန်းကလည်းတစ်ပေးရမယ်တစ်ရဲ့သုံးရဲ့ရဲ့ဘုံစာဝဲကိန်းကလည်းတစ်ပေးရမယ်ဒါဆိုရင်တစ်ကိုထည့်တွင်းပြီးတော့စဉ်းစားလို့ရတယ်ဒါကြောင့်မလို့ဒီနေရာမှာဆရာမတို့က A နဲ့ B တို့ဒီတုတ်တာကိန်းများဖြစ်ပါစေလို့မရေထောင်ဘောပေါက်တယ်ချင်ပါတယ်နော်ဆရာမတို့ကတုတ်တာကိန်းကိုစဉ်းစားမှာဟုတ်တယ်ဒါပေမဲ့ A နဲ့ B ဒီတုတ်တာကိန်းများဖြစ်ပါစေလို့ရေးလိုက်လို့ရှိရင်ဆရာမတို့ကတစ်ကိုစဉ်းစားလို့မရတော့ဘူး တစ်ဆိုတာဒီတုဒ္ဒကိန်းတွေထဲမှာမပါဘူးဆိုတာကလေးတို့ဒီ G6 မှာခင်ဗျာသိခဲ့ပြီလားဒါဆိုရင်ဒီမှာတစ်ကိုထည့်ပြီးစဉ်းစားမယ်ဆိုရင်တစ်ရ9ရပေါင်းလိုက်လို့ရှိရင် 1+5 ဒီဘယ်လောက်ရလဲဆိုတော့6ရဒါဆိုရင်ဒီထဲကတစ်ခုကတော့1ဖြစ်ပြီးတော့တစ်ခုကတော့5ဖြစ်မယ် A ကို1မဲထားတာ B ကို1မဲထားတာတစ်ခုခုကတော့1ဖြစ်နေပြီပေါ့နော်ဒါဆိုလို့ရှိရင်ဆရာမတို့ကဒီလိုလေးစဉ်းစားကြည့်ပါမယ် အဲ့တော့ဒီအဆင့်ကတော့ဆင်မလို့ဒီဒါစဉ်းစားလိုက်တဲ့အဆင့်ဒီအဆင့်မှာ A က1ဆိုရင် B က5ဖြစ်မယ် B က1ဆိုရင် A က5ဖြစ်မယ်အဲ့တော့ဒါကိုဆင်မလို့မရေးတော့တခါတည်းအဖြေထုတ်မယ် A ကို1ထားလိုက်တော့မယ် B ကို5ထားလိုက်တော့မယ်ဟုတ်ပြီနော်ဒါဆိုရင်ကိန်းနှလုံးကဘာတွေလဲကိန်းနှလုံးမှာအဲ့တော့ဆင်မလို့ထားခဲ့တော့က 12A လို့ထားခဲ့တာ A က1ဆိုလို့ရှိရင်ကိန်းနှလုံးကတော့ 12ဖြစ်သွားပြီပေါ့နော်စနစ်နဲ့နောက်တစ်ခုက 12b လို့ထားခဲ့တယ် b က5ဆိုလို့ရှိရင်စနစ်5လေ60ဆိုတော့60ပေါ့ဒါဆိုရင်ဂိမ်းနှလုံးကစနစ်နဲ့60နဲ့ရပြီဟုတ်ပြီသူကဂိမ်းနှလုံးပေါင်းတာကိုဒီနှလုံးပေါင်းတာကိုသူ82လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်စနစ်ရဲ့60ရဲ့ပေါင်းလဲ82ရတဲ့အတွက်ကြောင့်မလို့ဆံမလို့တက်တာဖြည့်ဒီမှန်တယ်အဲ့တော့ဒီနေရာမှာဒါလေးပဲစဉ်းစားရမှာဒါလေးပဲเนาะ ကျန်တာကဘာမှမခက်ပါဘူးကလေးတွေတချို့ကမရှင်းတာရှိရှိနိုင်ပါတယ်။ကျွန်တော်ဒီမှာတုတ်ရဂိမ်းဆိုမှမစင်စားဘူး။ဒါပေမဲ့ဘာစင်စားလဲဆိုတော့ဘုံဆဝက်ကင်းတစ်ခုတည်းရှိတဲ့ဂိမ်းတွေထဲမှာတော့တုတ်ရဂိမ်းတွေပါတာပဲ။အဲ့တော့တုတ်ရဂိမ်းတွေကတော့နေ3 9 9 17နော်။အဲ့တော့ကျွန်တော်တို့က6ရောင်စင်စားမှာဆိုတော့နေ3 9တွေကိုစင်စားမယ်။ဒါပေမဲ့ဒီမှာဘာတွေပဲပေါင်းပေါင်းတူက6မရအောင်။အဲ့တော့ဘုံဆဝက်ကင်းတစ်ရှိတဲ့ဂိမ်းက တစ်ပဲကျန်တော့တာအဲ့တော့တစ်ကိုလည်းဆံမလို့ထည့်ပြီးတော့မှစဉ်းစားမယ်ဒါဆိုရင်တစ်ရ9ရပေါင်းချင်းက600ရပါပြီနော်ဒါဆိုရင်တော့ရှင်းမိထင်ပါတယ်နော်ဒီနံပါတ်လေးကိုနံပါတ်9ကိုသွားပါမယ်140စင်တီမီတာ168စင်တီမီတာနဲ့910စင်တီမီတာအသီးသီးရှိသောကျိုးသုံးချောင်းကိုအလျားတူညီသောအပိုင်းငယ်များပိုင်းဖြတ်မီအပိုင်းငယ်တစ်ခုဤဖြစ်နိုင်သောအကြီးဆုံးအလျားကိုရှာပါအပိုင်းငယ်ပေါင်းများရမည်နီးတဲ့ဟုတ်ပြီ ကျမတို့ဘာရှာရမလဲပေါ့နော်ကျိုး၃ချောင်းရှိတယ်ကျိုး၁ချောင်းက140စင်တီမီတာ168စင်တီမီတာ210စင်တီမီတာအသီးသီးတို့ရဲ့အလျားရှိတယ်အဲ့ဒီကကျိုးကိုကျမတို့ကအလျားတူညီတဲ့အပိုင်းကလေးတွေပိုင်းမယ်အလျားတူညီတဲ့အပိုင်းငယ်လေးတွေပိုင်းမယ်ဆိုရင် အပိုင်းငယ်တစ်ခုရဲ့ဖြစ်နိုင်တဲ့အကြီးဆုံးအလျားဘယ်လောက်ရှိသလဲဟုတ်ပြီဒီမှာအကြီးဆုံးဆိုတဲ့ဂိမ်းမြင်ပြီဆိုတော့ကျမတို့ကအကြီးဆုံးမုံစာဝဲကိန်းကိုရှာမယ်အပိုင်းငယ်ပေါင်းဘယ်လောက်ရလဲဆိုတော့အကြီးဆုံးမုံစာဝဲကိန်းကိုရှာပြီးလို့ရှိရင်ဒါက တပိုင်းတပိုင်းစီအတွင်းရတဲ့စင်တီမီတာကိုရမှာဟုတ်ပြီနော်တပိုင်းကိုဘယ်လောက်စင်တီမီတာရှိတယ်ဆိုတာရပြီးလို့ရှိရင်ဒီမှာအပိုင်းငယ်ပေါင်းဘယ်လောက်ရလဲဆိုတာဆက်သွက်မယ်ဒါဆိုဆရာမတို့ဒီမှာရှင်းသွားပြီသူကအကြီးဆုံးအလျောက်ကိုရှာခိုင်းရင်အကြီးဆုံးပုံစံခွဲခင်းကိုရှာမယ်ဟုတ်ပြီဆရာနံပါတ်9အဲ့တော့အလျားတွေကတော့140စင်တီမီတာ168စင်တီမီတာ210စင်တီမီတာဒါဆိုရင်ဆရာမတို့က140ရဲ့ 168 oh sorry centimeter ဒီမှာ centimeter ခြံခဲ့ပြီ centimeter ရဲ့210 centimeter ရဲ့အကြီးဆုံးမုံစာခွဲကင်းကိုရှာပေးမယ်အကြီးဆုံးပုံစခွဲကင်းကိုရှာပေးမယ်။အဲ့တော့ဒီတစ်ချက်ကိုမရင်းရင်လည်းရတယ်နော်။ဒါကတော့ဆံမဒါလေးရှာရမယ်ဆိုတဲ့အချက်ကလေးကိုရေးထားတာပါ။ဒါဆိုရင်140ကိုရှာမယ်။ အဲ့တော့ဆမ်မရောကဒီမှာသုဒ္ဓဆောက်ွယ်ဂိမ်းခွဲနည်းနဲ့ပဲရှာမယ်တခြားနည်းတွေနဲ့ကောမရဘူးလားဆိုရင်ရပါတယ်နော်အဲ့တော့နှဲ့အမြောက်သူ့ကိုခွဲမယ်80 80ကိုထပ်ခွဲမယ်နှဲ့အမြောက်35 35ကတော့9နဲ့ခွဲမှရမှာဆိုတော့နှဲ့အမြောက်နှဲ့အမြောက်85လေး35 98လေး35သူ့ကိုနှစ်ချက်ဂိမ်းပုံစံနဲ့ရေးမယ်နှဲ့နှစ်ချက်အမြောက်9အမြောက်ခွန်နောက်တစ်ခုက168 နဲ့မြနဲ့နဲ့ပါနဲ့လဲဆိုနေ846နဲ့လေးလေးရှင်းဆက်ပြီးတော့ခွဲမယ်နဲ့မြဆက်ခွဲမနော်နဲ့မြနဲ့လေးလေးရှင်းနဲ့နဲ့လေးလေးနဲ့အမြနဲ့အမြတို့ထပ်ခွဲမယ်နဲ့အမြနဲ့မြ727နော်27ကိုထပ်ခွဲမယ်နဲ့အမြနဲ့အမြနဲ့အမြ3827 ောက်ဘယ်တော့သူ့ကိုဆင်မထညွန်းပုံစံနဲ့ရင်းမယ်နှစ်သုံးထက်အမြောက်သုံးမြောက်ခွန်းရမနော်ဆက်ကြည့်မယ်နေရ30နေရ30ကိုနှစ်အမြောက်နှစ်တလီနှစ်အဲ့တော့နှစ်တလီနဲ့ခွဲပြီးလို့ရှိရင်တစ်ကိုဆွဲမယ်တစ်ကိုဆွဲတော့မဝင်နိုင်တော့3ညာနှစ်၅လီ30အဲ့တော့105ဆိုတာက3နဲ့မှခွဲလို့ရမယ်3တလီ3 33လီကိုဟုတ်ပြီနော်33လီကိုဆိုတော့ 35353035ဆိုတာဒီ9နဲ့မှခွဲလို့ရမယ်3အမြောက်9835ဟုတ်ပြီဒါဆိုရင်တို့ရဲ့အကြီးဆုံးပုံစံခွဲခြင်းအကြီးဆုံးပုံစံခွဲခြင်းကညီမြခြင်းဟုတ်ပြီအဲ့တော့ဘုံပါနေတဲ့ဟာတွေကိုဆင်မလို့စဉ်းစားကြည့်ပါမယ်အဲ့တော့ဒီမှာနှစ်ကနှစ်ထက်နှစ်နှစ်ထက် နှစ်3ချက်နှစ်တစ်ချက်ဆိုတော့နှစ်ကတစ်ချက်ပဲယူမယ်။နောက်တော့ငါးကိုကြည့်မယ်။ငါးဒီမှာတစ်ချက်ဒီမှာမပေါင်းဒီမှာဒီမှာတစ်ချက်ပါတယ်။ဒါဆိုရင်ဆမရောကဘုံပါနေတာဒီမပါတဲ့အတွက်ကြောင့်မလို့ဘုံကအကုန်လုံးမှမပါတော့ငါးကိုမယူဘူး။3ဆိုတာကလည်းဒီမှာပါတယ်ဒီမှာပါတယ်ဒီမှာမပေါင်း။9ဆိုတာဒီမှာပါတယ်ဒီမှာပါတယ်ဒီမှာပါတယ်ဟုတ်ပြီ။အဲ့တော့9တစ်ချက်ယူမယ်။အဲ့တော့အဖြေက14အဲ့တော့သူရှာခိုင်းနေဖြစ်နိုင်တော့အကြီးဆုံးအလျာအဲ့တော့ ဆရာမတို့ကမိခွန်တွေကအတိုင်းအပိုင်းငယ်တစ်ခုဤအပိုင်းငယ်တစ်ခုဤအစာအကုန်ရေးမယ်နော်ဆရာမဒီမှာမရေးတော့ဘူးအပိုင်းငယ်တစ်ခုဤဖြစ်နိုင်သောအကြီးဆုံးအလျားညချင်း၁၄စင်တီမီတာဟုတ်ပြီနော်အဲ့ဒီခါကျတော့ဒီ၁၄၀ကိုလည်းဆရာမတို့က၁၄စင်တီမီတာစီညက်မယ်168ကိုလည်း16စင်တီမီတာစီဖြစ်မယ်။190ကိုလည်း16စင်တီမီတာစီဖြစ်မယ်။ဘာလို့လဲဆိုတော့ဆရာမတို့ကအပိုင်းတူတဲ့အဒီအလျားတူတဲ့အပိုင်းကလေးတွေကိုရချင်တာ ဒါဆိုရင်ဟုတ်ပြီအကောင်လုံးကို16စင်တီမီတာစီဖြတ်မယ်ဆိုရင်အပိုင်းငယ်ပေါင်းဘယ်လောက်ရမလဲအဲ့ဒါဆိုရင်ပထမကျိုးအတွက်ရမယ့်အပိုင်းငယ်ဟုတ်ပြီနော်ဒါကအပိုင်းတစ်ခုချင်းစီဤဒါမေခွန်းတွေကပဲရေးရမယ်အပိုင်းငယ်တစ်ခုဤအကြီးဖြစ်နိုင်တော့အကြီးဆုံးအလျားညီမြချင်းဟုတ်ပြီနော်အဲ့ဒီခါမှာကျွန်မတို့ကပထမကျိုးမှရရှိမိအပိုင်းငယ်ပထမကျိုးမှာရရှိမိအပိုင်းငယ် အဲ့တော့ကျိုးရဲ့အရှည်က140စင်တီမီတာရှိတယ်။တပိုင်းစီကို14စင်တီမီတာဖြတ်မယ်ဆိုတော့140ကို14နဲ့စားလိုက်ရုံပါပဲ။အဲ့တော့ရမှာကဘယ်လောက်လဲဆိုတော့14 10လေး140ဆိုတော့10ပိုင်းရမယ်။မှတ်ပြီနော်။ဒုတိယကျိုးဒုတိယကျိုးမှာရရှိမိအပိုင်းငယ်ဒုတိယကျိုးဆိုတာ168စင်တီမီတာရှိတာသူ့ကိုဆရာမတို့က14စင်တီမီတာစီဖြတ်မယ်။အဲ့တော့မရရင်အပြင်မှာစားပါ14 14 168 နောက်တစ်ခုကတတိယအပိုင်းတတိယအပိုင်းငယ်မှာရမှာဒီ230စင်တီမီတာရှိတဲ့ကျိုးကို14စင်တီမီတာစီဖြစ်မယ်အဲ့တော့ဒါကတော့14 15လီ14 15လီဆိုတော့ပထမကျိုးကိုဖြတ်လိုက်လို့ရှိရင်10ပိုင်းရမယ်ဒုတိယကျိုးကိုဖြတ်ရင်12ပိုင်းရမယ်တတိယကျိုးကိုဖြတ်ရင်15ပိုင်းရမယ်ဟုတ်ပြီနော်အဲ့တော့အပိုင်းငယ်စုစုပေါင်းဘယ်လောက်ရမလဲသူမေးထားတာအထိအပိုင်းငယ်စုစုပေါင်းဘယ်လောက်ရမလဲပထမကျိုးအတွက်10ပိုင်းဒုတိယကျိုးအတွက် ်12ပိုင်းတတိယကျိုးအတွက်15ပိုင်းဒါဆိုရင်ဆရာမတို့ရမယ့်အပိုင်းငယ်စုစုပေါင်းအပိုင်းငယ်စုစုပေါင်းဒီဒီကရထားတဲ့ဟာတွေအကုန်လုံးပေါင်းလိုက်ရုံနဲ့30အပေါင်း7နဲ့အပေါင်း15အဲ့တော့30အပေါင်း25 30နဲ့9အဲ့တော့အပိုင်းငယ်ပေါင်းဒီ30ခွန်ရတပိုင်းကိုဒီ16စင်တီမီတာစီရမယ် အဲ့ဒါပြီးမှပထမကျိုးအတွက်ဒီ30ပိုင်းဒုတိယကျိုးအတွက်ဒီ12ပိုင်းတတိယကျိုးအတွက်ဒီ15ပိုင်းအဲ့တော့အပိုင်းငယ်ပေါင်းလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့အားလုံးကိုပေါင်းမယ်38ပိုင်းရ။ဒါဆိုရင်ကလေးတွေရှင်းသွားပြီလို့ထင်ပါတယ်။ဒီမှာဆရာမနည်းနည်းလေးပြန်ပြောချင်တာရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဒီက140ရဲ့168 230ရဲ့ကိုလွယ်တဲ့ဇာနီးနဲ့ပေါ့နော်ဒါတွေဆိုရင်အများကြီးတွေ့ရတယ်။အတူဇာနီးနဲ့တွေ့ချင်တယ်ဆိုလို့ရှိရင်တွေ့လို့ရတယ်။ဆရာမဒါလေးလည်းနည်းနည်းလေးပြောပြပေးပါမယ်။ဆရာမတော့ဖြစ်နိုင်ခြင်းရှိတဲ့ အရာတွေအကုန်လုံးပြောချင်တယ်เนาะတမျိုးတည်းကိုပဲပြောတာမျိုးတိတ်မကြိုက်ပါဘူးအဲ့တော့ဆင်မတူကိုအတူစားနည်းနဲ့စားမယ်စုံကိန်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့နှစ်နဲ့ပြတယ်မျောနှစ်နဲ့စဉ်းစားမယ်နှစ်ခုနဲ့လေးဆက်လေး80နှစ်ရှစ်လေး76နှစ်လေးလေးရှစ်ဒါကကြတော့နှစ်တလေးနှစ်နှစ်သုံးညလေးသုံးညနှစ်ငါးလေး30ဟုတ်ပြီဆက်ပြီးတော့စဉ်းစားမယ်ဒီမှာမကိန်းပါလာပြီဆိုတော့ဒါနှစ်နဲ့စဉ်းစားလို့မရတော့ဘူး 80-84ရာနှစ်နဲ့ပြတ်တယ်။ဒါဆိုရင်နှစ်နဲ့ပြတ်တဲ့၃ခုလုံးပြတ်ဖို့စဉ်းစားရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့၃နဲ့စဉ်းစားကြည့်မယ်။80%ဆိုတော့မပြတ်ဘူး။9ရက်၁ရက်က6ဒါကပြတ်တယ်။80နဲ့4ကလည်း3နဲ့ပြတ်တယ်။ဒါပေမဲ့၃ခုလုံးကိုပြတ်မှမဟုတ်တဲ့အတွက်ကြောင့်မလို့ဆရာမတို့က9နဲ့စဉ်းစားကြည့်မယ်။ဟုတ်ပြီနော်။9နဲ့ကြတော့ဒီ80ပြတ်မယ်105ပြတ်မယ်84မပြတ်ဘူး။အဲ့တော့9နဲ့စဉ်းစားမယ်80လေး80 80ပြတ်တယ်84ဒီ9တလေး9 ဟုတ်ပြီနော်84ခုနှစ်တလီခွန်တက်ကြံလေးဆွဲ944 84လဲပြတ်တယ်ဒါအောင်စဉ်းစားကြည့်မယ်ခုနှစ်တလီခွန်3ကြံ5ဆွဲ95.30ဟုတ်ပြီခုနှစ်ပြတ်မယ်ဟုတ်ပြီနော်ဆရာမတို့ဒီလိုစားတဲ့အခါမှာဘာကိုပဲစဉ်းစားမလဲဆိုတော့တုတ်တာဂိမ်းကြီးကိုပဲစဉ်းစားမယ်84 90ခုနှစ်တလီခွန် တကျန်944ဒါက9တလီခွန်3ကျန်5ဆွဲ95လီ35ဟုတ်ပြီဒါစင်တာအကုန်ပြက်ပြီဆက်ပြီးတော့စားလို့မရတော့10ဆက်နဲ့15လီဒါနှစ်နဲ့လေ3နဲ့ခွန်နဲ့ပြက်မဲ့ကိန်းလေးရှိတော့ဦးဆိုတော့နှစ်အမြောက်ခွန်ဆရာမတို့ရမယ်အချီးဆုံးပုံစားခွဲကိန်းကနှစ်အမြောက်ခွန်ညီမြချင်းဆက်လေအဲ့တော့ဒီနည်းနဲ့တွတ်လို့မရဘူးလားဆိုတော့ရတယ်နော်ဒီနည်းနဲ့လည်းတွတ်လို့ရတယ်အရှိစားခြင်းလည်းအရှိစားနည်းနဲ့လည်းတွတ်လို့ရတယ်အဖြေကတော့အတူတူပဲဒါပေမဲ့ဆရာမဖြစ်စေချင်တာတော့ဒါကတော့ပိုလွယ်တယ်လို့ချင်တယ် ဒါကတော့သစင်ချင်းစီသွားတယ်ဒီမှာလည်းပဲမားနိုင်ကြီးတော့ရှိတာပဲအမေတော့ဒီမှာကတော့ဒီနှစ်ဆင့်ကလေးပဲသွားရတာမို့လို့တိတ်ပြီးတော့မားနိုင်ခြင်းမရှိဒါပိုလွယ်တယ်ဗောနော်အဲ့တော့ကြိုက်တဲ့နည်းနဲ့သွားဒီအတိုင်းအတွက်ချင်းနဲ့အတွက်ဒီလိုပုံစံအတူအတူစားနည်းနဲ့အတွက်ချင်းနဲ့အတွက်ဒါပေမဲ့ဆရာမတို့ဒီအတူတွေလဲစားခဲ့ပြီးပြီအရှိစားနည်းတွေလဲစားပြီးပြီဆိုတော့ဒီတစ်ခါဒီလွယ်တဲ့နည်းကိုသွားခြင်းနော်ဒီအတိုင်းသွားလိုက်ပါဒီတော့ဆရာမတို့ဒီနေ့တွားခဲ့တယ်လေကြံခံတဲ့တသက်မလေးကိုကလေးတို့ကောင်းကောင်းရသွားပြီလို့ဆရာမယူဆပါတယ်။ အဲ့တော့ like comment subscribe နဲ့ကျေးဇူးပြုပြီးတော့မှလုပ်ပေးပါရှင်ခုလိုအဆုံးထိသွားနားထောင်ပေးတဲ့အတွက်များအားကြီးကျေးဇူးတင်ပါတယ်မကြည့်တာရှင်လဲ comment box မှာမေးလို့ရပါတယ်ဆရာမတက်နိုင်တယ်များပြန်ပြီးတော့မှဖြေပေးပါမယ်နော်ဆရာမကအခုတလောတကယ်ကိုအလုပ်များနေလို့အဲတရက်ကိုဗီဒီယိုတစ်ခုမဟုတ်တစ်ပတ်ကိုတစ်ခုလာမှမနှဲတင်နေရပါတယ်နော်အဲ့တော့အဲဒီဆောင်ပြီးတော့မှနားထောင်ပြီးတဲ့အာကလေးတွေကိုအများကြီးကျေးဇူးတင်ပါတယ်